အရဟတောတထောင်၅ရာကိလေသာယံသူတို့ကိုအရတမဉဏ်ဖြင့်အကျွင်းမဲ့ပယ်တတ်တော်မူပြီးသောသိသွားပြီနောက်တစ်ခါအနော်နေပါနေပါနေပါအရဟလို့ပုတ်ဖြတ်ပါမယ်ဘယ်လိုဖြတ်မလဲအရဟဘယ်လိုဖြတ်မလဲအကမရှိတာ ရဟကစိတ်ွယ်ရစိတ်ွယ်ရမရှိဘူးတဲ့ဘာမရှိဘူးတယ်လဲစိတ်ွယ်ရမရှိဘူးအာရတော်ရေစိတ်ွယ်ရနိုင်ပါပမကောင်းမှုကနာကရောတိပြုတော်မမူရပါအရှင်မယားတပိတော်မောင်အောင်မျိုးကဲကိုအောင်မထားပါကွာကိုအောင်လေးအဲဟုတ်တယ်နော်မင်းမျိုးသမီးကခေါ်တယ်နော်ကိုအောင်ထုံးပြီနော်မင်းဘုရုဘုရုတပိလေဘုရားဘုရားတပိဘုရားကစိတ်ွယ်ရမှာမကောင်းတာမလို့ဘူးဒါလို့ဆိုရင်ကောင်းပြီ တဟေစိတ်ကိုယနေ့ပါပမကောင်းမကုနာကရော်ဒီပြုတော်မမူတဲ့ဗုဒ္ဓရဲ့တပိငါကလည်းငါအမျိုးသမီးကိုရမှာနောက်မင်းရဲ့ချစ်သူကိုယ့်ရဲ့ချစ်သူမတပါကိုယ့်ရဲ့ဇနီးမယမတပါကျွန်တော်မောင်အောင်မျိုးသည်ကျွန်တော်ကိုအောင်သည်ကျွန်တော်ဇနီးရဲ့အလွဲ့ကျန်တဲ့ကျွန်တော်မိမရဲ့ကိုရမှာကျွန်တော်အမှန်တိုင်းပဲနေပါမယ်မှန်တာတွေပြောမယ်မှန်တာတွေလုပ်မယ် သူချစ်သူပေါ်မှာတက်စာရှိတာဟာဗုဒ္ဓဘာသာစင်ချစ်သူပေါ်မှာတက်စာရှိရမေးအမောင်အောင်မျိုးကမောင်ရဲ့ဇနီးကိုငါကဗုဒ္ဓဘာသာအစ်စ်ငါရဲ့ငါတို့ရဲ့ဆရာကကွင်ရမှာမကောင်းတာမလို့ဆိုငါချစ်သူရဲ့ပေါ်ကွင်မှာတက်စာမရှိမှာကွာငါတက်စာမဖောက်ဘူးကွာပြီးပြီလေတော့လောကကြီးကိုတိဆောက်လို့ရတယ်လေကိုလူကြီးလူကြီးရှိလို့ရှင်ခင်ဗျားတို့တွေကအာမြို့တော်ဝန်ကြီးကလာပြီးကြည့်မယ်ဆိုရင်ဒီပဲစီရလဲရပြီမြို့တော်ဝန်လည်းမကြုံတော့မလဲတော့အရဟကုန်လည်းမပြည့်စုံတော့ဟုတ်တယ်နော်ဒါတိတ်တိတ်လေးပြောရရှိတယ် ဆိုခွင့်ရကြရင်မလုပ်နဲ့အထဟုတ်ပြီနော်ဆိုရင်ကိုချစ်သူပေါ်မှာဒီကနေ့ဒီကနေ့၃ထောင်ရတယ်ချစ်သူကိုမိန်းမကို၁ထောင်ပေးတယ်၂ကိုပတ်ထားတယ်မကောင်းမောင်ရဲ့အမျိုးသမီးကလည်းကိုအောင်မျိုးနဲ့သွားတော့ငါရတဲ့ပတ်စံနေငါအမေအိမ်ကိုဒီပစ္စည်းတွေပို့မယ်ဆိုရင်အထကုံနဲ့မညီတော့ဘလောက်ပဲဖရားရေရှိကိုရှိကိုဗုဒ္ဓဘာသာစစ်စစ်မဟုတ်တော့ဟုတ်လားနော်ဒါဆိုရင်ဒီလောကကြီးကိုမတိဆောက်နိုင်ဘူးလားတိဆောက်နိုင်တာပေါ့ဟုတ်ပြီနော်ဘာလဲတိဆောက်နိုင်တာပေါ့ အရဟတောဆိုလိုက်စိတ်ခွေအရဟတောစိတ်ခွေရ၌မကောင်းမှုကိုသမြအကုန်ပြုတော်မမူသောဒီနေ့တော့ဒီနေ့တော့သီလာပေးရှင်းတဲ့အချိန်ကုံတော့မထင်နဲ့ကြည့်ရနော်အခုရှိသွားပြီတည်တည်လေးပြောတာနော်အကုန်လုံးပဲအဲ့တော့မောင်ရင်တို့မောင်ရင်တို့ပြောတယ်ကွဲရမချီမများနဲ့လို့လှီကားသုံးနေစဉ်လူလူဖြစ်တယ်ဆိုတော့အဲ့ဒါအရဟတုံနဲ့မကန့်ညီတော့မင်းတို့ဆိုဗုဒ္ဓဘာသာဖျားရှင်ရဲ့တားတယ်ဆိုရင် ရှင်းနေမှလည်းဒီပုံစံပဲဖြစ်ရမယ်။ကြွယ်ရမှလည်းဒါဆိုရင်ကာယကံဝစီကံမနောကံဒီဘုရားဘာသာတို့ဒီမြင်းမြောင်ဆွဲလိုက်လို့ရှင်ရတစ်ဖြောင်းနဲ့ကြပါကာယကံဝစီကံမနောကံတစ်ဖြောင်းနဲ့ကြအောင်နေရင် novel man ဖြစ်တယ်နော်ကာယကံဝစီကံမနောကံတစ်ဖြောင်းနဲ့မြင်းမြောင်ဆွဲလို့ရအောင်နေပါအရဟစိတ်ကြွယ်ရ၌မကောင်းတာမလုပ်ပါနဲ့ဘာမှဖုံးမထားနဲ့နော်ကြောက်ပြီလားအရဟတောဆုံးမယ်အရဟတော် လူမင်းနမင်းယမမင်းတို့ဤဝဆင်ကောယပူဇော်သူကိုခံယူတော်မူထိုက်သောသမသမ္ဗုဒ္ဓရှင်တော်ဘုရားသည် လူတွေကိုဝယ်ထိုက်အောင်လဲနေတော်မူတတ်ပါသည်။နတ်တွေကိုဝယ်ထိုက်အောင်လဲလူနေတော်မူတတ်ပါသည်။မြမာတွေကိုဝယ်ထိုက်အောင်လဲနေတော်မူတတ်ပါသည်။ဟုတ်ပြီနော်။ဒါလို့ဆိုရင် တလူဆိုရင်ကောင်းဆောင်လုပ်ခြင်းတော်၎င်းလူလောကကြီးကိုဥဆောင်ခြင်းတော်၎င်းကိုယ့်ရဲ့တပည့်တွေကြီးညိုထက်ရအောင်ယူသေးထက်ရအောင်လေးစားထက်အောင် နေတဲ့မှာဗုဒ္ဓဘာသာပိသသည်ဟုတ်ပြီနော်ပိသပါသည်အဲ့ဒါပဲ